ဗုဒ္ဓဖူးရောက်သားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံရှင်တွေဘလို့ရှိခဲ့သလဲကောင်းရောကောင်းမဲ့ထင်ခဲ့သလားကောင်းနေဆိုရင်တော့မိတ်ဆွေဟာတော်တော်ကိုထူးထူးဆန်းဆန်းဖြစ်ခဲ့တဲ့သူမျိုးဖြစ်ပါလိမ့်မယ်အဲ့တော့ဗုဒ္ဓဖူးရောက်သားသမီးမိတ်ဆွေများကောင်းတဲ့သူများပါရင်လည်းဆရာကိုမှန်ပေးကြပါဦးကံဆရာရဲ့အရှင်ကြီးကတာမန်တိုင်းမိတ်ဆွေတွေမိတ်ဆွေများပါရင်ဆရာကိုမှန်ပေးကြပါဦးဒါနဲ့စကားမဆက်2026ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာငင်နားမှာ အကျိုးတင်စီးရင်တော့ပေးထားဖို့လိုအပ်ပါတယ်ထုံးစံတိုင်းပါပဲခင်ဗျာမနစ်ကဆရာအဲစီးရင်တော့ကျိုးတင်ပေးရမယ်လူတိုင်းတော့မရနိုင်ဘူးမနစ်ကလည်းအကုန်မရဘူးထင်တယ်မနစ်ကမရတဲ့မိတ်ဆွေကတော့ဆရာကျွန်မကျွန်တော်မနစ်ကမရလို့ပါမနစ်ကမှပါတယ်ဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီနှစ်တိတန်တရှာလေးတော့ပို့ပြီးတော့အချိန်အားပြည့်ရေးပေးထားပါမယ်တိုးတော့ဆရာလည်း25ခုနှစ်ကဟို ဟိုဟိုလှုပ်လှုပ်ချက်ချပြောင်းပြောင်းလေးဖြစ်ခဲ့တယ်မန္တလေးရောတောင်ကြီးရောဆိုတော့အခုတော့ဆရာနေပြီးတော့ရောက်နေတာဆိုတော့လက်ကွင်းပြင်ကြီးမှာဆိုတော့ကောင်းပြီဆိုတော့အဲ့တော့တနစ်စာဟောစတဲ့ကတော့မနစ်ကအတိုင်းမှာပဲကုံစည်းနှုံးနေဈေးတက်ပေမဲ့9000ကျပ်ပါပဲခင်ဗျာဒါပေမဲ့ဆရာကတူးချင်းစီကိုတေချာရေးပြတာဖြစ်တဲ့ပြင်လာအလိုက်ဟောစတဲ့နေလည်းပါတယ်ပြင်အခြားရေတွေရတယ်လည်းပါတယ်ပြင်ဆရာငယ်လက်ဆွဲအိတ်လိုကိုလေးတင်နေတယ်တချို့ကလည်းတန်ပြီးလို့ပြောကြတယ်ထားပါလေးဆရာဒါတွေကိုအမှားယူလို့ရကြောင်းနေခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်ဝါ Telegram မှာပြောရင်ကဲဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေများ2025ခုနှစ်ကိုသုံးသက်ပြီး2026မှာဘာတွေပြ င်ဆင်တဲ့လဲစတင်လိုက်ရအောင်ဒီ2025ခုနှစ်ကတော့ Hamis ပေါ့တအားကတ်မှာဆိုရင်တော့ကိုကနန်းဟာလား2025ပေါင်းလိုက်ရင်ပေါင်းရင်းနံပါတ်9ရတယ်9ရတယ်ဆိုတော့ကိုကနန်းရရှိတဲ့မိတ်ဆွေတို့ဗိုလ်တပည့်ရအောင်တာသမီမိတ်ဆွေများတေချာပါတယ်ဒီတစ်နှစ်ကတော့ဘာကိုမဆိုစိတ်ပန်းလူပန်းစိတ်မောလူမော ဖြစ်ခဲ့မှာတော့အတိအကျပဲဖြစ်တယ်။ဒါအပြင်အစမှာဟုတ်မလို့လို့နဲ့အဆုံးသက်ကြတော့ဝါထထဖြစ်သွားတာမျိုးငွေကြီးကိစ္စနဲ့ပတ်သက်ရင်လည်းလက်ထဲမှာဝင်လာရင်မမြဲတာမျိုးလေးတွေဟိုနားဝင်ဒီဘက်ကထွက်လိုက်ဒီနားဝင်ဟိုဘက်ကထွက်လိုက်နေအိမ်တော်ကြီးကိစ္စသားကြီးကိစ္စသမီးကြီးကိစ္စမိသားစုကြီးကိစ္စအတွင်တွင်နဲ့ကိုမိတ်ဆွေတို့အဖက်တင်တယ် ံကလက်ရှိမှာအသက်ရှူလို့ရလောက်တဲ့အခြေအနေတခုလောက်တော့ကျင်းသေးတယ်ရရှိမယ်တိထက်တော့ပို့မယ်လို့ကျွန်တော်မထင်ပါဘူးသို့သောစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာကတော့အသေးစားပဲဖြစ်ပြီးတော့အမျော်လင့်ထားသလိုမှန်းကျန်တဲ့နှံ့ထွက်မကြိုက်တာမျိုးလေးတွေလည်းအများကြီးကြုံခဲ့မဲ့ကာလဖြစ်ပြီးတော့အဲမိတ်ဆွေစေအပေါင်းအသင်းစစ်တွေကိုရရှိပြီးတော့အဖက်တင်တာဆိုရင်တော့မိတ်ဆွေဟောင်း ကိုနာမနေပြီးတော့ကိုကိုတစ်ချိန်လုံးကောင်းမယ်လို့ထင်ခဲ့တဲ့မိတ်ဆွေများအတွက်ကတော့အပြောင်းလဲနဲ့ကံရဲ့ဆန့်ကျင်ဘက်တွေရရှိပြီးတော့နောက်ကျောကိုဒါနဲ့ထိုးကန်ရတာမျိုးတွေလူယုံတတ်တာမျိုးလေးတွေအော်ကိုကလွဲရင်လောကမှာဘု து ကိုမှမယုံပါဘူးလားဆိုတဲ့စိတ်တွေတော့များစွာဝင်နေမနှစ်ဖြစ်ပါလေငွေကြီးကိစ္စလက်လွန်ထားတဲ့ကိစ္စအပြောင်းလဲလေးတွေဖြစ်လာခဲ့မယ် အပေါင်းအသင်းမိတ်ဆွေကိစ္စလေးတွေမှာလည်းလူယုံတက်တာမျိုးလေးတွေလူတွေနဲ့တောင်ထိတွေ့ရမှာကြောက်နေတက်တဲ့နှစ်ဖြစ်ခဲ့မှာတော့အကြည်ကြပဲဖြစ်တယ်။သို့တော့ထားခဲ့လိုက်တော့2025မှာမိတ်ဆွေတို့2025ကိုပြန်ကြည့်ရရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောကိုနေရာလဲကိုပါခဲ့ရဒီနေရာလဲကိုပါခဲ့ရအာကိုနေရာလဲကိုပါရဒီနေရာလဲကိုပါရဟိုကလဲကိုမပါရင်မပြီးဒီကလဲကိုမပါရင်မပြီးနဲ့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတော့မှဖင်မငိမ့်မဲနဲ့ဟိုနဆက်ဆက်သွားလိုက်ရဒီနဆက်ဆက်လှုပ်လိုက်ရနဲ့စိတ်ပန်းလုံပန်းစိတ်မောလုံမောဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်ပြီးဒုံနီးမဟုတ်ဒိုသူမမဟုတ်ပဲနဲ့မိတ်ဆွေဗုဒ္ဓဘုရားသာသမီတွေကကန်စတာကောင်းနေဆိုရင်တော့မိတ်ဆွေလူတရာမှာတယောက်လူတစ်ထောင်မှာတယောက်လူတစ်သောင်းမှာတယောက်လူတစ်သိန်းမှာတယောက်သာဖြစ်မယ်ဆိုတာကျွန်တော်ရဲကြီးပြောရတဲ့အတွက်အဲ့ဒီလိုမိတ်ဆွေမျိုးပါရင်လည်းဆရာကမှန်းကပေးခဲ့ပါအောင်မိတ်ဆွေတို့ကဗုဒ္ဓဘုရားသာသမီတွေကကံကောင်းမဲ့နှစ်များဖြစ်ခဲ့သလားဆိုတာလည်းဆရာကသိချင်ပါရဲ့ ဗုဒ္ဓဟူးရဥသာသမီးမိတ်ဆွေတွေကဒီ2025ခုနှစ်မှာတော့လုံခန်းကိစ္စအလုပ်တကိစ္စတခုခုမှာရှိတာလေးနဲ့ရောင်ရဲနေတဲ့နှစ်ဖြစ်ခဲ့မှာအသေးချာပဲဖြစ်ပြီးတော့ကို့မှာမျောလင်းချက်တွေဆုံးဖြတ်ချက်တွေငကူကဘုရုဟိုမှာမမျောလင်းမဲ့ကိုကိုကိုအားကိုးပြီးတော့ရုန်းကန်လာမဲ့နှစ်ကိုကိုကိုဘာကိုမဆိုရှည်တန်းတင်တင်တဲ့နှစ်ဘာကိုမဆိုကိုကိုကိုအဲတူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝနဲ့အဲလှုပ်ဆောင်တက်တဲ့နှစ်ဖြစ်တာကတော့အဖက်တင်ခဲ့တာအတိအကျပဲဖြစ်တယ်ပေါ့သို့သော ဆရာရဲ့ငွေကြီးနဲ့ပတ်သက်လို့လည်းအခုထိမမြဲသေးဘူးဆိုတဲ့မိတ်ဆွေများကတော့ဆရာငယ်ရဲ့ငွေမြဲစီရန်ငွေမမြဲသူများ Facebook မှာဖြစ်ပြီးရိုက်ချကြည့်ပါငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဆရာလွန်ခဲ့တဲ့2021လောက်ကလာဖြစ်ကောင်းဖြစ်လိမ့်မယ်ဗျာနော်အဲငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဗီဒီယိုမီလီယံ7 million လောက်ထိကြည့်မဲ့ထင်တယ်ဗျာနော်ကျွန်တော်အင်ဂျီဖြူလေးနဲ့ဆရာပေါက်စာလေးပဲရှိသေးတယ်အင်ဂျီအိတ်ကတ်ထဲမှာတော့ဘောပင်လေးနဲ့အဲ့ဒီရေဒီယာလေးလုတ်ပါတကယ်ကိုထူးရှားပါတယ်ဗုဒ္ဓဥရသမီးတွေငွေမဲစီရန်တော့ရေဒီယာလေးပါ အဲဆရာကကြတော့ငွေမြဲစီရန်လို့တိုက်ရိုက်ရရင်တွေ့မှာမဟုတ်ဆရာငယ်ဆိုပြီးတော့ငွေမမြဲသူများငွေမြဲစီရန်လို့ရိုက်လာမိတ်ဆွေတို့တေးကြတယ် အဲ့ဒီရတဲ့ရလေးလောက်ကြည့်ပါကျင်းသေးထူးထူးချာချာအပြောင်းလဲလေးနေတူတူသိသိလှုပ်ဆောင်ရမယ်ဂါလာအပိုင်းရှားလေးငွေကြီးနဲ့ပတ်သက်လို့မမြဲတဲ့သူတွေငွေကြီးနဲ့ပတ်သက်လို့အပေါက်တရားအဖသောင်းဖြစ်နေတဲ့မိတ်ဆွေများကျင်းသေးတဲ့မိတ်ဆွေတို့ဒီ2025ခုနှစ်မှာညံခဲ့တဲ့မယ2026မှာကံကောင်းခြင်းတွေပါအောင်2025အတွက်လက်ဆောင်လေးပေးလိုက်ခြင်းဖြစ်တယ်အင်မတန်လဲစွမ်းတဲ့အပြင်ကိုဆရာကိုတိုင်တော်မှလှုပ်ထားပါတယ်ဆရာစုံငွေကုန်မှမြန်ရင်ခေါင်းကြီးကင်နေတတ်တော့အဲ့တော့ငွေမြဲစေရန်အတွက်တော့အဲ့ဒီရတဲ့ရလေးလှုပ်ထားတာပေါ့ကောင်းပြီဆိုတော့ ဗုဒ္ဓဘုရားဥသာသမီးတွေတော့ဘာမှမပြောခင်ပါမိษွေတို့အတွက်အများကစောင့်လို့ရတဲ့အဆောင်လေးတစ်ခုကိုဆရာပေးချင်ပါတယ်အဲ့ဒါကတော့ချီချီဝေးမဟုတ်ပါဘူးခင်ဗျာဆရာတို့တလက်မလောက်ရှိတဲ့ကတုစာရွက်အပန်းရောင်ကလေးတစ်ခုကိုချာလိုက်ပါချပြီးတော့ဆရာတို့9000ကျယ်ကလေးဆွဲလိုက်ပါဘာရောင်နဲ့ဆွဲဆွဲရတယ်9000ကျယ်ကလေးဆွဲလိုက်ပါအဲ့ဒီ9000ကျယ်ကလေးကိုပလတ်စတစ်အိတ်လေးနဲ့မီးလေးပိတ်လိုက်ပါ ပလတ်စတစ်မလောင်ခိုင်းဘူးနော်ပလတ်စတစ်အိတ်လေးနဲ့ခတ်တင်းတင်းလေးဆွဲပြီးတော့ကိုကိုတိုင်းလေးမီးလေးပိတ်ပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းသို့မဟုတ်ရင်အိတ်ကအတွင်းမှာစောင့်ထားပါငွေကြီးဝင်ပါတယ်တကယ်လို့ငွေမဝင်အောင်ပတ်စံအိတ်ကလေးကိုအဲ့ဒီရဲ့ကြယ်ကလေးကိုငွေဝင်ပါစေဆိုပြီးတော့ပုတ်ပြီးတော့ပါဇက်ကနေနေစဉ်လေးပြောပါဂါရာမန်ရာတို့အဆောင်ရည်ရာတို့ဆိုတာဂမ်မီရာတို့ဆိုတာဟာကိုနဲ့လှုပ်ရင်လှုပ်တယ်လို့စွမ်းနဲ့အရာလေးတွေကိုနဲ့လှုပ်ရင်လှုပ်တယ်လို့အကျိုးပေးတဲ့နှစ်ကလေးဖြစ်တာအသေးချာပဲဖြစ်တဲ့တော့မိတ်ဆွေတို့နေနဲ့ကျင်းသိတယ်ဒီအဲ့ဒီရဲ့ရေရာလေးကိုအာငွေဝင်ပါစေငွေဝင်ပါစေ လက်လက်ထဲငွေမပြတ်ရင်မဖြစ်ဖြစ်သို့မဟုတ်ငွေတွေပို့ပြီးတော့အဆင်ပြေစေခြင်းမဖြစ်ဖြစ်ငွေဝင်ပါစေငွေဝင်ပါစေဆိုပြီးတော့ ်ခဏခဏအဲ့ကလေးတွေကိုပုတ်ပုတ်ပြီးတော့ပြောပါဒါဆိုရင်မိတ်ဆွေတို့နဲ့ငွေကြီးတွေဝင်လာပြီးတော့များစွာတိုးတက်ပြီးတော့အထောက်အကူဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဆရာငွေရဲ့ငွေပွားနည်းဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့9000ကျဲကိုအပန်းရောင်ကတ်တူစာရောလင်းတလက်မ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 လေးတွေကိုလုတ်ပြီးတော့မိတ်ဆွေတို့နဲ့အဲ့ဒါလေးလုတ်ပါကျင်းတည်တဲ့ငွေဝင်ပြီးတော့အထောက်အကူဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ချင်ပါတယ်ခင်ဗျာကောင်းပြီဆိုတော့ဆက်ပြောလိုက်ရအောင်2025ခုနှစ်ထဲမှာဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတဲ့နေနဲ့ဆရာတို့မကြခင်ဆိုလို့ရှိရင် ဒီစင်မအောင်ရောက်တော့မယ်အခုဆိုရင်တော့နိုဝင်ဘာလရောက်ပြီ CRTV ဒီယိုရိုက်နေတဲ့အချိန်ဆိုနိုဝင်ဘာလလဲကြောပြီအဲ့တော့လလဲကြော်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့2020ငါကုနေကိုမကြခင်ကုံတော့မှာဖြစ်တဲ့အတွက်2025မှာတော့မိတ်ဆွေတို့ကန်ညံ့ခဲ့တဲ့နှစ်ရုန်းကန်ခဲ့ရတဲ့နှစ်ဘာကိုမဆိုပုံနေရာလဲကိုပါတီနေရာလဲကိုပါစိတ်တိုင်းမချစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့ရတာကိုဆရာသိတယ်သို့တော့ မိတ်ဆွေတို့အနေနဲ့2028မှာကန်ဆာတာတိုးတက်စီရန်အတွက်အခုကနေရဆရာဘလိုရေတရားတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုရင်တော့မိတ်ဆွေတို့ခမရေတံဘူးကလေးတွေလှူတာမျိုးနော်အလုံးလုံးနေတဲ့သူတွေလမ်းလုံးနေတဲ့သူတွေသို့မဟုတ်လို့ရှင်အခုအပြောင်းအသွားလာလုံနေတဲ့မိတ်ဆွေများခྱི་သွားရင်ပဲဖြစ်ဖြစ်လမ်းကြုံရင်ပဲဖြစ်ဖြစ်ရေသံကလေးဘူးဖြစ်နိုင်တော့တခါလှွေ28ဘူးတတီကိုလှူစေခြင်းနဲ့28ဘူးတတီကိုရေသံဘူးသေးသေးလေးပေါ့နော်တကယ်လို့မှဆရာရဲ့ဒီထက်ပို့ပြီးတော့လှူခြင်းတယ်ဆိုရင်လည်းလှူလို့ရပါတယ်သို့မဟုတ်လို့ရှင်2025ခုနှစ်ထဲမှာ လမ်းလေးဆုံးမှာဖြစ်စေသရုတိတာမှာဖြစ်စေသို့မဟုတ်ရင်မိတ်ဆွေတို့လိုအပ်မဲ့နေရာလေးမှာဆရာတို့ဂျီအိုးစီကလေးစောက်ပေးတယ်ကုသိုလ်မျိုးလောက်ပါဒါဆိုရင်ကျင်းတည်တဲ့2020မှာမိတ်ဆွေတို့ရဲ့ကံကြမ္မာညံ့မှုတွေတောင်မှာ ကံကြမ်းညံ့မှုတွေမပါလာပဲကန်ဆာတာကောင်းမှုတွေကျင်းတည်ရရှိမဲ့ကာလဖြစ်ပြီးတော့အဲဆရာပြောတဲ့ဟိုဆွနာလူပဲမိတ်ဆွေတို့နေနဲ့ဟိုအမိတ်ပြန်တန်းရေတရားဆိုတာလေးရှိတယ်မသိရင်ရိုက်ရှာလိုက်တကယ်လို့မဟုတ်ရင်ဆရာလာကုန်ကနေကြရင်ပြန်တင်ပေးမယ်မသိလို့ရှိရင်လည်းအမိတ်ပြန်တန်းရေတရားတို့ပြက်ကရင်ရေတရားလေးလိုက်လှုပ်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဗုဒ္ဓဖုရားဦးသားသမီးမိတ်ဆွေတွေကတော့ထထဝေးမြန်မာပေးတယ်မှာခုနှစ်ရသားသမီးပဲရှိတဲ့အတွက်တူပဲဆိုတာလေးနဲ့ဗုဒ္ဓဖုကလည်းရာဟုတ်ရာဟုတ်ကလည်းဗုဒ္ဓဖုပေါ့တိုးတော့ဂျိုတက်အရာကြည့်မယ်ဆိုရင်ဆရာတို့က100နဲ့100နဲ့ပြည့်အောင်လို့နှစ်ပေါင်း120တိုင်တိုင်အ သက်ရှည်ကြမ်းမအောင်လို့တော့ရာဟုဂျိုသက်12နှစ်ဂျိုသက်28လုံးကိုကြည့်ရင်တော့တမျိုးပေါ့တိုးတော့ဂျိုကြီး28လုံးကိုကြည့်ရင်တော့တမျိုးပေါ့ထားလိုက်တော့ဗုဒ္ဓဖူးကလည်းရာဟုရာဟုကလည်းဗုဒ္ဓဖူးပဲဖြစ်တဲ့အတွက်ဆရာကျွန်တော်ကဗုဒ္ဓဖူးနဲ့ပဲနေတော့ဗုဒ္ဓဖူးရဲ့လောက်ပါအဲ့ဒီရတရားလေးသူရှာလိုက်လို့ပါဒါလေးကိုလိုက်လို့ဘိုလ်လိုအကြောင်းနဲ့အားလုံးတူတူပဲလိုက်လို့ကြောင်းနဲ့မိတ်ဆွေတို့2026မှာကန်ဆာတာတက်စီဖို့2026မှာကန်ဆာတာကောင်းတာတွေကိုကြိုတင်ရရှိအောင်လို့ဘာတွေလှုပ်ထားတင်တယ်လဲဆိုတော့မိတ်ဆွေတို့နေနဲ့2026 6ခုနှစ်မှာကန်ဆာတာကောင်းစီဖို့အတွက်2025ခုနှစ်ကစပြီးတော့ဒီဇင်ဘာနိုဝင်ဘာဒီဆရာဗီဒီယိုတင်လိုက်တဲ့စဉ်ဒီဇင်ဘာလောက်ကိုမိတ်ဆွေတို့ကောင်းကောင်းမြင်လိမ့်မယ်ဒီဇင်ဘာလောက်မှာရေတံမှု28ဘူးလှူတာမျိုးသို့မဟုတ်ရေအိုးစင်ကလေးလှူတာမျိုးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကန်ဟာတိုးတက်လာပါလိမ့်မယ်ဒါကမှဆရာရေကျွန်တော်တို့ကတော့ဆက်ပြီးတော့ညှိလိုက်တဲ့ဆရာရဟိုတစ်ခုရအောင်သာသမီမိတ်ဆွေတို့ဒီ2026ခုနှစ်ဟာကျွန်တော်တို့ကကန်ညှန့်ခဲ့တဲ့ဆရာရေဒီထက်ပိုကန်ကောင်းအောင်ဘာတွေလုပ်တင်လဲလဲဆိုရင်တော့ဆရာတို့ မိမိရဲ့တက်စိတ်ကလေးကိုတက်စိတ်ပေါ့နော်ကိုယ့်အတက်က30ဆိုရင်ဝါအချောင်း30တူမဟုတ်ရင်နဲ့စတိဟိုဆရာတို့အခုပြောင်းလေးလဲကောင်းအောင်အဆိုးတွေကနေအညံ့နေရရှိသွားအောင်လို့အညံ့အဆိုးတွေကနေပြီးတော့အညံ့တွေကိုပြောက်ပြီးတော့အကောင်းနေဘက်ကိုကူးပြောင်းသွားအောင်လို့ဒီဇင်ဘာလောက်တူမဟုတ်ရင်ဆရာတို့ဇန်နဝါရီလောက်2026ဇန်နဝါရီလောက်လောက်မှာဝါတရားလေးလှူစေချင်ပါတယ် တက်စီကလေးလူရင်တော့ပိုကောင်းနေတယ်။တကယ်လို့မှဝါသရားကိုတက်စီမရှိဘူးဆရာကြီးဆိုရင်တော့အနည်းဆုံးကိုးလုံးတိတိလှူပေးဖို့လိုအပ်တယ်။ကိုးလုံးတိတိလှူပေးဖို့လိုအပ်တယ်။ဖြစ်နိုင်ရင်တော့တက်စီကလေးပေါ့ဝါသရားလေးနဲ့စရီကလေးအစိုးကနေအညံ့ကိုရောက်ကြည့်သွားအောင်။ဥပမာဗျာជីကြီးပြောရရင်မြတ်စွာဘုရားရှင်ဟာဒီမင်္ဂလာမြတ်စွာဘုရားနာမှာသူ့မိသားဆိုတဲ့အလောင်းလာဘဝတော်ကကြောကလေးခင်းပြီးလှူခဲ့တဲ့ကုသိုလ်ကြောင့် ဒီရဲ့ဆရာတို့ဗရကဘာမှာဂေါရမရဲ့လို့ပွင့်တာပေါ့သို့တော်ထားပါလေဒါကတော့ဆရာတို့ဘာသာရေးရေးဆန်တဲ့အတွက်မပြောတော့ဘူးဘယ်ဘာသာမဆိုလုံးလို့ရတယ်ဆရာပြောတဲ့အကူပြောင်းလေးကောင်းအောင်လို့ပြုလုပ်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေပုတ်တပူရအောင်သာသမီးတွေကကန်စတာညှက်မှုတွေကနေကန်စတာကောင်းမှုတွေကိုရရှိလာမှာအသေးချာပဲဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့2025ကိုခဝါချပြီးမေးလိုက်တော့ငါဟာ2026မှာကောင်းပြီဆိုတဲ့စိတ်ကလေးမန်ကလေးသွင်းပြီးတော့ဟေး2026မှာတော့ငါဟာကောင်းပြီဆိုတဲ့စိတ်ကလေးနဲ့ပဲဖြတ်တန်းလိုက်ရင်မိတ်ဆွေတို့အတွက် စိတ်ချမ်းသာစရာ အားတက်စရာတိုးတက်နိုင်စရာတွေအများကြီးရရှိမယ်လို့ဆရာကပြောလိုပါတယ်ကဲဒါဆိုရင်တော့ဗုဒ္ဓဘုရားသာသမိမိတ်ဆွေတို့စိတ်တက်မကြနဲ့ရာဟုသာသမိမိတ်ဆွေရောဗုဒ္ဓဘုရားသာသမိမိတ်ဆွေရောဆရာတို့2026မှာဆရာငယ်နဲ့အတူတူကံကောင်းခြင်းတွေနဲ့ဆရာစောင့်နေမယ်အားလုံးပဲလှမ်းလာခဲ့ဖို့မျှော်လင့်ကြောင်းနဲ့ကဲဗုဒ္ဓဘုရားသာသမိတွေပြီးတော့အခါပေးရမှာတော့ကြာစာပရိရောက်ပြီကြာစာပရိသာသမိတွေပါဆရာကိုမှတ်ပေးပါဦး